ရှင်ကုန်တိုင်းတွင်စစ်တပ်ကိုကဲထားသည့်နေမြများတွင်ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးအရေးယူလိုပါကစစ်တပ်ကိုကြိုတင်အကြောင်းကြားရမည်ဟုညွှန်ကြားချက်များဇွန်လ15ရက်နေ့ရက်စွဲကထုတ်ပြန်သွားခဲ့ပါသည်။ရန်ကုန်တိုင်းချင်းဆိုင်တိုင်းအရန်တမမူကစစ်ကြောင်းမှုများနဲ့ထက်စင်ညွှန်ကြားထားခဲ့ကြောင်းသိရပါသည်။ ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်မည်ဆိုပါကသက်ဆိုင်ရာနေပြူဟာနေမြေတက်ခံရင်းများသို့မြို့နယ်ရတက်ဖွဲ့ဝင်များမှတဆင့်သို့မဟုတ်သက်ဆိုင်ရာရတက်ဖွဲ့ဝင်များကိုရှေ့ဥစွာတရင်ပို့ရမည်လို့ညွှန်ကြားထားကြောင်းပါရှိခဲ့ပါတယ်။တရင်ပို့ပြီးမှသာရတက်ဖွဲ့ဝင်များကဖမ်းဆီးမှုများလုပ်နိုင်ကြောင်းညွှန်ကြားစာထွက်ပေါ်လာခဲ့ပါတယ်။အကြမ်းမကြပဲနဲ့ဖက်ချင်မှုပြုလုပ်သည့်ရတက်ဖွဲ့ဝင်များကိုစစ်တပ်ကနေယာယီထိန်းသိမ်းထားရမည်။တိုင်းအရန်တမထံအချိန်နှင့်တပြင်းညီသတင်းပေးပို့ရမည်ဖြစ်ကြောင်းညွှန်ကြားရေးစာများထွက်ပေါ်လာခဲ့ပါသည်။ ကုကရဲမှုအောင်စစ်စင်ရင်ခိတ်မြို့ဝင်ထွက်ခိတ်လမ်းပိစစ်စင်ရင်မှုများတွင်လုံချုံရဲတပ်ဖွဲ့ဝင်များငွေမတောင်းချရန်အတွက်စာထဲမှာလည်းရေးသားဖော်ပြခဲ့ပါတယ်။လုံချုံရဲရအမည်မဖော်လိုသည့်မြန်မာနောင်တရင်းဌာနမှတဦးကလည်းရဲတပ်ဖွဲ့ဝင်များရန်ကုန်ရန်ကုန်တိုင်းလသာမြို့နယ်တွင်အွန်လိုင်းကိန်းလုပ်ငန်းများကိုဝင်ဖန်ခြင်းစစ်ကောင်စီတပ်ရင်းများအခြေဆိုင်မှာမော်ဘီတွင်စစ်တိုင်းတပ်ပွဲများလုပ်သည့်လမ်းစာပွဲများကိုဝင်ရောက်ဖျက်ဆီးခြင်းစသည့်အရေးယူမှုများနှင့်ပတ်သက်ပြီးညဉ့်ညင်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ခဲ့ပါသည် ထူပြင်းရများပြီးရန်ကုန်တိုင်းစခိုင်းမှုကနေမြေခမ်းစစ်ကောင်စီနေမြေခမ်းစစ်ကောင်စီတများပေါ်စူပူချမ်းမြောက်တည်ဟုသိရကြောင်းယခုကဲ့သို့တိုင်းရန်တမာရီညွှန်ကြားစာထွက်ပေါ်လာချိန်မှာထုံမှုများနေဆက်ဆက်ပွဲရောက်ရှိကြောင်းမြန်မာနောက်သတင်းဌာနကမချပေးခဲ့ပါတယ်။ရန်ကုန်တိုင်းရှိနိုင်ကလပ်များသည့်စစ်ရာရှိဟောင်းများနေဆက်သွယ်နေပြီးထုံနေရာများတွင်ရတပ်ဖွဲ့ဝင်များကဝိရစေဝါများဝင်ရောက်ဖမ်းဆီးမှုများကိုကန့်သတ်ရန်စစ်တပ်ကလုံဆောင်နေကြောင်းလည်းသိရပါတယ်။ရန်ကုန်တွင် လူသိများသည်နိုင်ငံလည်းနေ A4 နိုင်ငံပါဝင် KTV ဆိုင်များသည်စစ်ရာရှိဟောင်းများတချို့လုက္ကဏ္ဍသည့်လုပ်ငန်းများဖြစ်ကြောင်းသိရပါသည်။ရန်ကုန်တိုင်းခြေဆိုင်တိုင်းရံတမလအောက်တွင်တည့်ရင်ဆည်ရင်ရှိပြီးခက်မှန်စင်အင်အားတထောင်နီးပါးရှိနိုင်ကြောင်းအနာဖီဆိုင်ရေးလုပ်ငန်းများတွင်ပါဝင်သည့်ပူကြီးစင်ရောက်ကနေသုံးသပ်ထားခဲ့ပါသည်။ရန်ကုန်တိုင်းခြေဆိုင်တမန်နှခုဖြစ်သည့်ချင်းမြတမန်စတင်နေစကခစစ်စင်ရေးကုခဲရေးမူဌာနချုပ် လေးတို့ကိုရှေ့တန်းတာဝန်များဖြင့်အဝေးပို့ထားသောကြောင့်နောက်တန်းလုံခြုံရေးများအတွက်တိုင်းအရန်တမများကို အာဏာသိမ်းပြီးနောက်ပိုင်းမှာဖွဲ့စည်းလိုက်ကြောင်းဗိုလ်ကြီးချုပ်ရောက်ကသုံးသပ်ထားခဲ့ပါတယ်။ရဲတို့၏လုံရက်ကိုကန့်သက်ထားသည့်စစ်တပ်၏ညှို့ကြားချက်များသည်လွတ်လွတ်လပ်လပ်မဟုတ်ဟုပြောဆိုခဲ့ပါတယ်။ဒုဆန်မြို့နယ်မှာစစ်ကောင်စီလောက်ကနတ်စီဒီယံဝန်ထမ်းတရာကျော်ဖြူသူရင်ကွင်းဘက်သို့အလင်းဝင်တမုခရရတက်ဖွဲ့ဝင်တအူးနဲ့ တွန်းဆံမြို့မှာရဲစခန်းမှာရဲနှအူးလဲစီဒီယံဝင်လာတဲ့ဆိုတဲ့တဲ့မဲလာမြို့နဲ့ ပကိုးရိုးမှရှိခချင်းတောင်ပေါ်တက်လာသည့်စစ်ကြောင်းကိုမိုင်းအလုံး၄၀ပြပြဖောက်ခွဲပြခတ်ခဲ့ရမှာစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြခဲ့တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်လို့ပြချင်ပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်တွန်းဆန်မြို့နယ်ရှိဒက်စီတရဝန်ထမ်းတရားစောပြည်သူ့ရင်ခွင်ဘက်သို့ခေလွန်ခဲ့ပြီးလူရည်30ခန့်ခံဝင်ထိုးပြီးဘေးလွတ်ရာနေရာကိုပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းတွန်းဆန်မြို့နယ်ပြည်သူ့အချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုခဲ့ပါတယ်ဩဂတ်စ်လအတွင်းကချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံထွေအုပ်ပညာရေး ကျမရေဆရေးစေစသည့်ဌာနများမှနန်းစီတန်ဝန်ထမ်းတရားကျော်သည်တွန်းဆံမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများထံဆက်သွယ်လာကအလင်းဝင်ရလာခဲ့ကြောင်းထို့သောအလင်းဝင်ရလာသူများကိုစစ်စစ်ပြီး30ကျော်ကိုခံဝန်ရေးထိုးခိုင်းကလုံခြုံရေးပေးခဲ့သည့်နေရာများသို့ပို့ဆောင်တာဖြစ်ကြောင်းသိရှိရပါသည်။အလားတူတွန်းဆံမျိုးမှရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသူရဲနှုန်းနှင့်စကိုင်းတိုင်းတမိုးခရိုင်တွင်တာဝန်ထမ်းဆောင်နေသူရဲတပ်ဦးကိုလည်းတွန်းဆံမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှဆက်သွယ်လာခဲ့ကလက်နက်မဲအလင်းဝင်ရလာကြောင်းသိရှိရပါသည်။ ။နေရဝင်သားများအနေဖြင့်အကြံဖတ်စတဲ့ကိုရဲရဲတင်းတင်းလက်တွဲဖြုတ်ကာပြည်သူနဲ့အတူလက်တွဲ၍တိုင်းပြည်ကိုပြန်လည်တည်ဆောက်ရန်အတွက်အချိန်ကျပြီဖြစ်ကြောင်းပြည်သူဘက်သို့အလင်းဝင်လာသောအကြံဖတ်စကောင်းစီလောက်ကနေစီဒီယာများအား ချင်းပြည်စီဒီယံမူဝါဒနဲ့အညီမြို့နယ်စီဒီယံကော်မတီဖြည်သူအုပ်ချုပ်ရေးအဖွဲ့များကစီစစ်၍ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းဒီပုံလေးနဲ့မကွေးတိုင်းပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရိုးမရှိခါချင်တောင်ပေါ်တက်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းအလုံးရေ40ဖြည့်ဖောက်ခွဲပစ်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်မှုတိုက်စုံမှုများပြားခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ29ရက်နေ့နနက်6:30နာရီချိန်မင်းလာမြို့နယ်အပိုင်းပဲခူးရိုးမပေါ်ရှိမြို့ချောင်းစိန်ကလန်ရိုးမပေါ်တွင်ခါချင်တောင်ပေါ်ကိုတက်လာသည့် ီအင်အား80ခန်းပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဥတလုံးတောင်အနီး၌တာယာဝရီခရိုင်တရင်3800နဲ့တခွဲ9ဖြူဟာစစ်ကြောင်းကနေမိုင်လုံးရေ40ခန်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်အဆိုပါ မိုက်ဆွဲပစ်ခတ်မှုအတွင်းမှာအချမ်းပတ်စကောင်စီတပ်သား40ဦးနေရာမှာနေပွဲချင်းပြီးတေဆုံခဲ့ပြီးဒဏ်ရာရရှိသူအများအပြားလည်းရှိကြောင်းသိရှိရပါတယ်။ထို့ပြင်ဒေါ်လာရဲတပ်ဖွဲ့များကလည်းလက်နက်ကြီးလက်နက်ငယ်များအဖြစ်ထပ်မံရေးပစ်ခတ်ခဲ့သောကြောင့်မိနစ်30ခန့်ဖြစ်ပါခဲ့ပြီးဒေါ်လာရဲရဲဘော်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်၍လည်းအချမ်းပတ်စတက်ကစစ်ကောင်စီတပ်သားများနဲ့တပ်ဖွဲ့များဖြစ်လာနိုင်ပြီးစစ်ကောင်စီတပ်ဖွဲ့မှလူသားတိုင်းဖြင့်ပေါ်တာဆွဲဖမ်းချခြင်းများပြုလုပ်နေ၍ ဖြစ်သူများနေဖြင့်စစ်ကောင်စီတပ်သားများနေအနီနောက်တောလောင်ကြီးကိုမနေထိုင်ကြရန်အတွက်တရားဝတိခရိုင်တပ်ရင်း3000ရှစ်တရင်းနေပြန်ကြရေးတာဝန်ခံရဲဘော်ဒူရကပြောဆိုခဲ့ပါတယ်ရခိုင်စစ်မြေပြင်တွင်တေဆုံစည်ရင်နှင့်ပျောက်ဆုံစည်ရင်ဝင်စစ်မှုထံတင်နန်းစင်းတက်သားတင်900နီးပါးရှိလား6စစ်အခြေခံလေ့ကျင့်ရေးတမအမှုထံတင်နန်းသားများတက်သားတင်900ဦးထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့တဲ့ညောင်ရီမျိုးနဲ့ ဥရိထစစ်စခန်း၏ကာကင်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ပြီးနောက်စစ်ကောင်စီဘက်မှအဖိုးကြီးတဦးပါဝင်စစ်သားတို့လက်နက်ချအညံ့ခံနေဆိုတဲ့တဲ့နေလေးကိုတင်ဆက်လို့ပေးသွားပါပဲဖြစ်ပါတယ်။ရမောင်စုံတရီတပုတ်အနေနဲ့ရခိုင်ပြည်နယ်စစ်မြေပြင်များသို့ဆက်လွတ်လိုက်သောစစ်မှုထမ်းတင်တဲ့ဆင်းတပ်သားတင်များနဲ့တပ်သားတင်900နီးပါးသို့မဟုတ်ကြောက်ဆုံးစည်းရင်အသွင်းခံရခဲ့ရကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းမြင့်များဌာနမှသိရှိရပါတယ်။ စစ်ကောင်စီဘက်ကစစ်မှုထမ်းဘက်စစ်တမစတေမီရခိုင်ပြည်နယ်မြေပြင်ဘက်စစ်မှုထမ်းတင်နယ်စစ်တပ်သားတများကိုဇက်တိုက်ဆဲလို့လျက်ရှိရာမှာလက်ရှိစစ်ရုံးကနေတရဝင်းလက်ခံရရှိမပုံတင်ထားသောကင်းကနများအရစစ်မှုထမ်းတင်နယ်စစ်တပ်သားတင်900နီးပါးတေဆုံးသူမဟုတ်ပျောက်ဆုံးသွင်းထားပြီဖြစ်ကြောင်းမြေတီတရေမှမရှိတော့ဘဲအဆက်အသွယ်ပြတ်ထောက်သူများကိုလည်းရကနများထက်ရှိနေကြောင်းသိရှိရပါသည် အေအေသတင်းမြင့်များဌာနတစ်ခုမှစစ်ကောင်စီစစ်မှုထမ်းတင်နှံများကိုတပ်သား80နီးပါးအေအေထံတွင်လက်နက်ချအလင်းဝင်ခြင်းနှင့်အစစ်တုပန်းဖြင့်ဖမ်းဆီးခြင်းခံခဲ့ရသည့်ရန်ကုန်ရာကြောင်ရန်ကုန်ခေတ်မီဒီယာဌာနသို့ပြောဆိုခဲ့ပါတယ်။ထို့ပြင်အရာရီတိုင်းပသိမ်မြို့နယ်ရွှေမြင့်တင်ကျေးရွာရှိအမှတ်6စစ်အခြေခံလက်ကျင့်ရေးတပ်တို့စစ်မှုထမ်းတင်နှံဆင်ရအတွက်အတင်းအဓမ္မပို့ဆောင်ခြင်းခံခဲ့ရသောတပ်သားများ၅ဦးထွက်ပြေးသွားခဲ့သဖြင့်အကြံဖတ်စစ်တပ်မှ ခြေရွာများကိုစီးနှင်းရှာဖွေဒေသနဲ့သတင်းမြင့်များဌာနမှသိရှိရပါတယ်။နိုဝင်ဘာလ26ရက်နေ့ညနေပိုင်းတွင်ပသိမ်မြို့နယ်ရှိအချင်းမြင့်တင်လက်ချည်ရေချောက်တင်တန်းကျောင်းသို့အတရားမှပို့ဆောင်ခြင်းခံခဲ့ရသောစစ်မှုထမ်းတပ်သားတင်ငါးဦးထွက်ပြေးလွတ်မြောက်လာသဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအနီးနားရှိခြေရွာများမှဇက်တိုက်စီးနှင်းရှာဖွေနေကြောင်းသိရှိရပါတယ်။အဆိုပါထွက်ပြေးသွားသောလူငယ်ငါးဦးကိုအကြမ်းဖက်စစ်တပ်ကလက်ရှိချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် စစ်တဲ့နယ်ကြောင်းဤတွင်ကိုရောင်ကြီးရွာနှင့်ကြီးသားအရှိကြီးရွာများကိုစစ်တပ်ကနေပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်နေကြသည်